ဲ့တောင်တန်းကြီးတွေပျော်ရဲမည်။ရေကျိုးတို့ရဲ့မိခင်အေယဝရီမြေကြီးဆာယာမည်။မြင်သမျှတဘာဝတို့လှတဲ့မည်။ဒီမြေကို ပြောပါလို့ဗဟိလိစကားပြောလာခဲ့ရင်ကချင်မြေပါလို့သာဖြေကြရမှာပါ။ဒီလိုတော့အလှတွေနဲ့အတူပိုလို့လှတဲ့အရာကတော့ကချင်မျိုးနွယ်စုအားလုံးတို့ရဲ့မျိုးကုံကိုထိမ့်သိမ့်ခြင်းနဲ့ ရိုးရာကိုမပြတ်ရင်စေတဲ့ခိုင်မာတဲ့စိတ်ထားတွေပင်ဖြစ်ပါရင်ရိုးရာအတွင်ပြင်းတွင်နဲ့အလှဆင်ထားတဲ့အစာအုပ်တစ်ခုရဲ့အတွင်မှာတော့မင်္ဂလာရှိတဲ့အခမ်းအနားတစ်ခုကရှိလိုနေခဲ့ပါပြီ အလုံးမင်္ဂလာပါဒီနေ့ဆိုရင်ကျွန်တော်တို့ကချင်တိုင်းသားများရဲ့ဒီအထူးသဖြင့်တော့ဒီဂျင်းဖောလူမျိုးများရဲ့မိမတောင်းရမ်းတဲ့အခမ်းအနားလေးပြုလုပ်တော့မှာပဲဖြစ်ပါတယ်အဲကျွန်တော်တို့ဒီအဖွဲ့ကတော့ဒါကျွန်တော်တို့အာတဒိုးသမီးအမျိုးပေါ့မိဘများနဲ့အမျိုးတွေဖြစ်ပါတယ်ဒီဖက်ကျတော့ကျွန်တော်တို့အာတဒိုးသားတမက်အမျိုးပေါ့အဲဖြစ်ပါတယ်အဲဒီတောင်းရမ်းတဲ့လုပ်ငန်းမှာကျွန်တော်တို့ ကြံတဲ့တိုင်းရင်သား၅မျိုးပေါ့စုစုပေါင်းကတော့၆မျိုးပေါ့နော်ဒါမဲ့၅မျိုးကလည်းအ ਨੇ အချင်းကွဲလွဲတာကလွဲလို့အားလုံးတူညီမှုရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကချင်မျိုးနွယ်စုခြားစုတွေကဂျိန်းဖောမျိုးနွယ်စုရဲ့သူတို့သမီးတောင်းရဲနဲ့ခမ်းနာပဲဖြစ်ပါတယ်သူတို့သမီးတောင်းရဲမှုအတွက် မပါမဖြစ်တဲ့ရိုးရတလေးနဲ့ရှင်တဲ့တောင်းရင်ပစ္စည်းတွေကလည်းအစီရီပါပဲရှင်ဒီလိုတောင်းရင်တဲ့ကလေးဟာပိုးရှိဘိုးဘွားလက်ထက်ကလေးကဖြစ်ပြီးအခုအချိန်ထိလိုက်နာစေဖြစ်ပါတယ်အထမဆုံးသူတို့သမီးကိုတောင်းတော့မယ်ဆိုရင် စကားရကျွဲပြီးလှုပ်ထုံလုံးကြီးကိုနားလေတက်ကျွမ်းနေ ။ပိုးစလေတယောက်ကိုရွေးကပြင်းစင်စရာရှိတာတွေကိုပြင်ဆင်ပြီးရောက်ခမအင်းစီပစ္စည်းတွေကိုတယ်ဆောင်ကတွားကြရတာပဲဖြစ်ပါလိမ့်။တရုတ်သမီးတောင်းတဲ့အခါမှာပါဝင်တဲ့ရိုးရပလိုင်းနဲ့အတူပလိုင်းတွဲမှာပါဝင်တဲ့ပျက်စီးပျက်စရာတစ်ခုချင်းစီကလည်းကောင်းချင်းတမိတ်တွေအတွက်ရည်ညွှန်းထားတာမို့ဘ ഹു တုဒ္ဒဖြစ်ရသလိုမျက်နှာစရာလည်းကောင်းလာပါတယ်။ ရိုးရာပလိုင်းတွင်ထည့်တဲ့ပစ္စည်းတွေထုတ်ကိုးတဲ့ဖက်ရွက်နဲ့ချီတော်တဲ့နှီးပါမကြံအားလုံးအားလုံးကိုစုံကနန်းနေနေတာဖြစ်ကြရတာဖြစ်ပါလိမ့်ဒီမှာစပြည်လဲနှခုပေါ့နော်ဆိုတော့ဒီထက်မှာဖက်တွေခြီတဲ့အခါတလူခြီရတယ်ပေါ့ဆိုတော့အဲ့လိုအားလုံးကဒီမှာကျဲဥကိုခြီလဲတလူခြီရတယ် အားလုံးဒီလိုခြီလာမှမှန်တယ်ပေါ့နော်ဒီမှာကော်ဖီထုတ်တွေကိုခြီနေတယ်လို့ခြီရတယ်အားလုံးကတာနုစီပူးကိုခြီနေဒီတိုင်းတရားထုတ်ကိုခြီနေဒီတိုင်းပေါ့နော်ဒါကြောင့်အမအရေးမရှိအောင်လုတ်တက်တဲ့လူကိုလုတ်ခိုင်းပြီးမှယူလာရတယ်ဒီဟာနဲ့လွဲချော်သွားပြီဆိုရင်ကွန်ဖူတမျိုးသက်သူတို့ကျင်တတ်တဲ့အထိတ် ထပ်ဆောင်ပေးရတယ်အဲ့ဒါကိုရှဝရှာလို့ခေါ်တယ်ယောက်ကမအင်းရောက်ပြီးဆိုရနဲ့ယောက်ကမတွေကမိမတောင်းရမှာပါဝင်ရမယ်တောင်းရင်ပစ္စည်းတွေကိုစုံမစုံစစ်ဆေးကြပါတယ်။ Show when I can talk out Luck like grow when something တောင်းရင်မင်းတို့သမီးဘက် သမီးရှင်ဘက်ကိုရောက်ခမအမျိုးလို့ခေါ်ပြီးတို့သားဘက်ကိုတော့တမန်အမျိုးရင်လို့ခေါ်ပေါ်ကြပါတယ်။ ကချင်ရိုးရဒလိမိမတောင်းရမှာပါဝင်တဲ့ပလိုင်းနှစ်ခုအနက်ပလိုင်းတစ်ခုကရောက်ကမဟောင်းကြီးရဲ့ကိုစားပြင်ဆင်ထားတဲ့ပလိုင်းပါတဲ့ရောက်ကမအဟောင်းဆိုတဲ့အုံနှုံကိုဘလို့များကြောင့်သုံးတာပါလေဟောတတုတာရဲ့အမေဘက်ကမောင်ဒီအကူဒီထိတ်ကသူတို့ကယူရမှာဒါမှမဟုတ်သူတို့စီမှာမရှိဘူးသူဒါမှမဟုတ်ရှိရင်လည်းမကြိုက်ဘူးကွာဒါဆိုရင် ူများတသမီကိုရောက်ခမအတိရှာရတော့မယ်ဒါကြောင့်အတိအဟောင်းဆိုတာပေါ်လာတယ်ဆိုတာကယူနေကြအမေရဲ့ဘက်ကအရင်တော့ကချင်းကတောက်လျှောက်အဲ့လိုအမေရဲ့ချွေးမချွေးမချွေးမအဲ့လိုယူလာကြတယ်လေဒါမဲ့တနေရရာရောက်သွားရင်တော့ဒီအဟောင်းထဲကမကြိုက်တော့ဘူးအတိလူချင်းတဲ့အခါမှာကောင်းကြီးပလိုင်းတလိုင်းနဲ့သူတို့စီမှာတွားပြီးမကဲငါရဲ့တားအတွက်မိမယူတော့မယ် ။ဒါမဲ့ရောက်ခမ အဟောင်းဒီစီမံငါသားကြိုက်တဲ့ဟာမရှိတဲ့အတွက်တခြားရောက်ခမဒီစီကတမီးကိုတောင်းခွင့်ပြုတ်ပါဆိုမှတညသွားရတယ်။ဆိုတော့အေးရပြီရပြီအေးတောင်းပါဆိုပြီးမှသူကလဲရော့ဒါကိုကျွန်တော်တို့လုံးမလို့ဆိုဝါကိချေလို့ခေါ်တယ်။အဲ့ဒါကပထမအဥဆုံးဒါအဲ့ဒီခွင့်ပြုတ်ချက်မရရင်ဘယ်သူမှ မကင်ရဲဘူး။အဲ့ဒီ အဟောင်းရောက်ကမဟောင်းနေရဲ့ကဲ तू ခွင့်ပြုလိုက်တယ်ဆိုတဲ့ဟာခြားမှအာဒါဆိုရင်ဟုတ်ပြီပြောဆက်ပြောအဲ့လိုလာတာအဲ့ဒါတက်တက်ပါပြီဆိုမှအဲ့ပလိုင်းတစ်ခုလဲပါလာပြီဆိုမှအဲ့ဒီအထောက်အထားနဲ့ပေးစားလိုက်တာပြီးရင်တို့တမီအနင်းနဲ့နင်းမှလဲအဲ့ဒီအဟောင်းကကဲငါငါတို့တမီမရှိတဲ့အတွက်မင်းတို့ရဲ့တမီကိုပေးစားလိုက်ပဲမယ်ငါတမီပါပဲနော် ဲ့လိုဒါကြောင့်တို့ကရောက်ခမအမျိုးထက်ဖြစ်သွားတယ်ဒီပလိုင်းကိုထည့်ရတာကရောဘလို့များကြောင့်ပါလဲအခြားအခြားသောပါဝင်ပစ္စည်းတွေအတွက်အတိတ်ပဲဖွင့်ဆိုချက်တွေကလည်းဘာတွေများ ဖြစ်ပါအောင်လဲစိတ်ဝင်စားဖွယ်ရပါသာမင်းကလေးကိုတောတောင်းဖို့ကရောက်ခမဟောင်းကြီးရဲ့ခွင့်ပြုချက်မရပါနဲ့မိမတောတောင်းလို့မရပါဘူးဒါကြောင့်တို့ကိုတောအကြောင်းကြားတဲ့အခါမှာ ခွင့်ပြုပါတယ်ဆိုတဲ့ဟာကိုတောင်ရှေပစုလို့ခေါ်တဲ့ဟာတမျိုးတစ်ခုတက်တည်ပေးလိုက်ပါတယ်ဆိုတော့ဒါကိုအရင်ချပေးရတယ်။ gain ကျွန်တော်တို့ရဲ့ရောက်ခမစီမာကျွန်တော်တို့ရဲ့တားကြိုက်တဲ့သူတို့တမီမရှိတဲ့အတွက်သူတို့ကိုခွင့်တားတောင်းတော့ခွင့်ပြုချက်ပေးလိုက်ပါတယ်ဒါကြောင့်ဒီခွင့်ပြုချက်အရရောက်ရောက်ခမတွေစီမာ တက်တင်နဲ့လာတောင်းတာဖြစ်တယ်ရောက်ခမဟောင်းနေခွင့်ပြုလိုက်ပြီဆိုတဲ့ဟာတောင်းရှိပစုတခု ပြီးရင်ဒီဒီဟာလဲရောက်ခမဟောင်းနေရဲ့ကူစားကျမတို့ရဲ့တမိကူစားခမတို့ရဲ့တမိကိုပေးစားပါဆိုမှပြင်စင်နဲ့ပလိုင်းဖြစ်တယ်ဆိုတော့ဒါကတမက်အခုမိမယူမဲ့တမက်တည်းရဲ့မိမတောင်းတဲ့ကောင်းကြီးပလိုင်းဖြစ်ပါတယ်ဆိုတော့ ဒီအဟောင်းထဲမှာဘာ ड़ी ပါတယ်လဲဆိုတော့ဒီမှာအင်မတန်မှအတိတ်ပဲလဲနေတဲ့ဟာတွေရှိပါတယ်ဆိုတော့ဒီချက်မှာယူငားမယွန်လို့ခေါ်တယ်ယူငားမယွန်ဆိုတာကကြွဲ့ကြွဲ့လို့အတိတ်ပဲရတယ်အဲကြွဲ့တာပေါ့အဲကျွန်တော်တို့တောင်ပေါ်မှာတောထဲမှာကြက်စားတဲ့ကြွဲ့တာစားလို့ကောင်းတဲ့ကြွဲ့ဘူဒီနီယာမှာယူရမှာတုံးတာဖြစ်တယ်ဒါပေမဲ့အခုကကြွဲ့မရှိတော့တဲ့အတွက်ဒီ အသား6သုံးကိုသုံးပါတယ်အသား6ကိုလည်းစုံထည့်ရတယ်နှစ်သုံးတို့မဟုတ်လေးသုံးတို့မဟုတ်6သုံး8သုံးစသဖြင့်ထည့်ရတယ်သူ့အတူ9ကိုလည်းစုံပဲထည့်ရတယ်အခုဒီမှာတော့3စုံပါလာတယ်ပေါ့နော်3စုံပါလာတယ်ဂျင်းကလည်းနှစ်ခုပါလာတယ်ဆိုတော့ဒါဒီပါကြောင့်ထည့်တယ်လဲဆိုတော့ ငါမတကောင်ထက်ကဥလိုက်တဲ့ဥရအများကြီးပွားသွားတဲ့အတွက်ကျွန်တော်တို့ရဲ့တမီမှလည်းဒီလိုပွားများပါစေဆိုတဲ့အတိတ်ပဲဖြစ်တယ်ဆိုတော့ဒီကြွက်ကလည်းသူနည်း၎င်းပဲဆိုတော့ဂျင်းကအတိတ်ပဲတစ်မျိုးရှိတယ်အရင်ကနတ်ကူးကြွယ်တဲ့အချိန်မှာဒီဂျင်းက နတ်ပူးတဲ့ချိန်မှာတာဝါပြမပက်ဖြန့်လိုက်ရင်နတ်ကထွက်ထွက်သွားရတယ်ဒါကြောင့်မကောင်းဆိုးပါအားလုံးကိုဖေထုတ်ဖို့စုမထေးလိုက်တာဖြစ်တယ်ပြီးကလေးမွေးလာတဲ့အခါဒီဒီဟာတွေကို ပြန်ရောထောက်မိမှကင်ပွန်းတတ်ရတယ်ဆိုတော့နတ်ကူးကွယ်တဲ့အချိန်မှာဆိုရင်နတ်တရလဲသူနာမေလာမင့်နိုင်သူနိုင်သွားတယ်ပေါ့ဒါဆိုဒီကလေးကတေးတယ် ဆိုတော့ကလေးမွေးတော့မယ်ဆိုရင်ဂျင်းထောင်းလို့ခေါ်တာပေါ့နော်ဂျထောင်းထူလို့ခေါ်တယ်ကလေးမွေးမယ်နာနေပြီဆိုရင်အစင်တင်ပင်ပင်စင်ထားရတယ်ပြီးမှဟိုမှာမွေးလိုက်တာနဲ့မိန်ကလေးဆိုရင်မိန်ကလေးဒါပဲဒါတွေထောင်းရင်နဲ့စကားကိုပြုတ်ပေးရတယ်နာမည်ပေးမေ့ပေးရတယ်ပေါ့နော်နတ်ကနာမည်လာမမေ့ခင်ကျွန်တော်တို့ကအရင်မေ့ယူလိုက်တာဖြစ်တဲ့အတွက် ဒီကနေ့တစ်တိတထုံထူဆိုတာကိုတုံးစွဲလာတဲ့အစကအဲ့ဒလိုအတိတ်ပဲနဲ့ဒီကနေ့မိမတောင်းတဲ့အခါတိုင်းဒါရီထဲ့ပြီးမှတောင်းလာတာဖြစ်တယ်ဒီဖက်ကကျွန်တော်တို့ယူလာတဲ့ကောက်ညင်းပေါင်းတွေကို ထုတ်ဖို့အစင်တင်ယူလာပေးတာဖြစ်တယ်ဖက်ပြီးဒါက နုစီအရင်နှုံးကစပီတုံးတဲ့နေရာမှာအခုစပီတုံးလို့မရတော့တဲ့အတွက်အားလုံးတောက်လို့ရတဲ့နုစီကိုဒီလိုထုတ်ရပါတယ်ဆိုတော့ခြီတာလဲခုနခြီတဲ့အတိုင်းပါပဲစုံလိုက်ပဲထည့်ရပါတယ်ဒါကမိပတိစားဖို့သမင်းထုတ်ဟုတ်တယ်တထုတ်ကမိခင်အတွက်တထုတ်က ဖခင်အတွက်နုစီနဲ့အတူထည့်တောက်ဖို့တကြားဒါလဲနထုတ် ါနှစ်ထုပ်ဖြစ်တယ်သူကဇုံလောက်ရတယ်ပေါ့နော်ပြီးတရားကရှုဘာနံလို့ခေါ်တဲ့ဟာဒါကွန်ဖူမာအရင်တုန်းကတော့ဒီဒီဟာမျိုးတုံးတယ်အခုတော့ရွှေဆွဲကျူးဒီအစားမှာရွှေဆွဲကျူးဝင်လာပါတယ်ဒါက အရင်တုန်းကကျွန်တော်တို့နှက်ကူးကြွယ်တဲ့အချိန်မှာတောက်တုံးလာတဲ့စပီဘူးဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီနေ့မှာလည်းတရားတောက်ကောင်းရင်စာ ကျဲဥစာအဲ့လိုစာရင်နဲ့ပျော်ပျော်ပါပါတမိရှင်ကိုပေးစားတဲ့ပွဲဖြစ်တယ်။ဆိုတော့ကျက်ကျက်လည်းအထီးတကောင်အမတကောင်အဲ့လို တွဲရတယ်အထီးကြီးပဲ ်ယူလာလို့မရတလို့အမကြီးပဲယူလာလို့လည်းမရဘူးဒါကြောင့်စုံတွဲဖြစ်ရမယ်အချင်းနဲ့အမစုံရမယ်ဆိုတော့ကျက်ကအဲဒါကအမဒါကအချင်းအဲဒါကြောင့်အချင်းအမစုံအောင်ဒီလိုထည့်ရတယ်ကျဲဥကအဲနှစ်ဆင့်ရှိတယ် အနစ်ရဲ့အကာရဲ့လင်းရဲ့မရရဲ့နှစ်ခုပေါင်းလိုက်အစရှာမရတလို့ပြဿနာလဲအစရှာမရအောင်ပေါ့စားလို့လဲကောင်းတယ်လင်းမရမှာပြဿနာကျေဝါစရှာမရတလို့ပြဿနာမဖြစ်ပါစေနဲ့ဆိုတဲ့အတိတ်ပဲနဲ့ဒါစုံဟုတ်တယ်ဒါနှထုတ်ဒါဆယ်လုံးဆယ်လုံးဆိုတော့အလုံး20 60လေးရတယ်တရားလေးရတယ်ဇုံဖြစ် ရတယ်အဲဒါကပေးနှစ်ထုပ်အားလုံးကစုံကြည့်ပဲစားလဲနှစ်ထုပ်ကော်ဖီနှစ်ထုပ်ဒါကြောင့်အားလုံးမှာဒါတော့ကောင်းကြီးဒီလိုပေါင်းလာခဲ့ရတယ်အဲဒါကိုထုတ်ပြီးမှဝိုင်းညစားရတယ်အသား၆ထောင်းတဲ့ဟာလဲစားရတယ် ဒီနှုတ်စီတကြဖြော်တဲ့ဟာရဲ့ကျွန်တော်တို့ကျဲဥကတရားနဲ့ရောပြီးမှစေတနဲ့ရောပြီးမှစားရတယ်ပေါ့နော်အဲ့ဒါယူရအစအစဖြစ်တယ်ယူရမပြတ်တဲ့ဒလိတွေကိုလိုက်နာရင်မိမိရဲ့မျိုးနွယ်ကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းဟာ လောကရဲ့လူ့ကျင့်ဝတ်တွေရဲ့အလှတွေတဲကအလှတစ်ခုပဲမဟုတ်ပါလားရှင် ဒီလိုဆိုတော့ကချင်လူမျိုးတွေရဲ့ရိုးရာဒလိတွေဟာအတိတ်ပဲကောင်းတွေကိုနမိတ်ယူဖော်ဆောင်ထားတာမို့တကယ့်ကိုမျက်နှိုးပြီးစစ်ဆေးရကောင်းလှသလိုစိတ်ဝင်စားဖို့လည်းကောင်းလှပါတယ်။လုံဆန်းပေါ် နာဖောက်မောင်းလို့ခေါ်တယ်ဒီကောင်ရှစ်ထွာတုံးရမှာပေါ့နော်ရှစ်ထွာတုံးရတယ်ဒီဟာကမိမတောင်းတဲ့ကိုစလေရဲ့အဖူအခဖြစ်တယ်အခုခေတ်ကျတော့ငွေနဲ့ကိုစလေခပေးတာဟုတ်တယ်ဒီထက်ကအဲ့ဒါကိုကနေထက်တိယူနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီထက်မှာကျတော့တီးတဲ့နေရာမောင်းဘူးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီထက်မှာကျတော့ ဘူးမရှိဘူးဒါကိုယမ်စာယမ်စာပေါလို့ခေါ်ရပေါ့အခုခေတ်တော့အင်မတန်မှရှားပါသွားပြီ ဖြစ်တဲ့အတွက်ဒါမျိုးကိုမတုံပနဲ့ဒီလိုမျိုးဘူးပါတဲ့ဟာကိုပဲကနေ့တတိတုံးဆွဲနေတာ ဖြစ်တယ်တဘောတူပြီးဆိုရင်အဲဒီမခုတ်သားနဲ့မထူးလံကပေးရတယ်ဆိုတော့ ဒီကလည်းအစီတိတိလေးပဲအဲ့ဒီထက်ကအများကြီးပွားတယ်ကိုရဲ့တာသမီးကိုပေးစားလိုက်တဲ့တမီးလဲမြားများမွေးနိုင်တဲ့မိခင်ဖြစ်ပါစေပေါ့နော်ဒီလူရဲ့ဆက်ရဲ့ဒီနှစ်ခုကလည်းအစီကတိတိလေးပဲချီဒါအိမ်ထောင်မပြူကွဲအောင်ချီနှောင်ထားတဲ့နှောင်ကျူးလို့ခေါ်ခေါ်လို့ရတယ်ပေါ့နော်ဒီနေရာချီတယ်ဆိုတော့တရုတ်သားရဲ့ သူတို့တမီးရဲ့နေရောက်က ဥမကွဲတိုက်မပြက်ဥအောင်မင်းအောင် မကွဲမကွာနေဘူးချီနောင်ထားတဲ့တောင်ကျူးချီလို့အတိတ်ပဲရတယ်ဒီယူရမှာတုံးတာကမခုတ်တာတကယ်ပေးတာကဒီအတိတ်ပဲကကျွန်တော်တို့ကချင်းနဲ့တောင်ရခုတ်စားတာဖြစ်တဲ့အတွက်ဒီသားနဲ့တွားခုတ်ထွင်းရှင်းလင်းစိုက်ပြူးကွန်ဖူပြန်လာ ထည့်ပေးပါဆိုတဲ့အဓိပ္ပာယ်နဲ့ပေးတာဖြစ်တယ်ပြီးဒါကမထူးလန်တကယ်ဆိုရင်လန်အစ်စ်ကင်တာဟုတ်တယ်ယူရမှာတော့မထူးလန်တုံးတယ်ဒီဟာထည့်ပေးခြင်းအပြင်ငါရဲ့တမိကိုပရိသန်ရန်ကျွဲအတွေ့အကြုံကာကွယ်ပေးပါဆိုတဲ့အဓိပ္ပာယ်နဲ့လန်ကိုပေးတာဖြစ်တယ်ဘိုးလို့ခေါ်တယ်သူကလည်း အဲကျွန်တော်တို့ကချင်ညဘေဒင်လူဟိုးတဲ့နေရာမှာတုံးတယ်ဒီဝါကိုမြေဖုတ်ပြီးမှပောက်ကွဲလာတဲ့ဟာမှာထွက်လာတဲ့ဒီအမြင်လေးတွေကိုကြည့်ပြီးမှအတိတ်ပဲပေါ်ယူတာဖြစ်တယ်ပေါ့နော်အဲ့လိုအဲဒါကြောင့်အဲ့လိုလဲတုံးတယ်ဒါကြောင့် तू ကအမြင့်ဆွေးမိပြီဆိုရင်တတောင်လုံးကိုလဲ तू ဖုံးလွှမ်းသွားနိုင်တဲ့အတွက်ကိုယ့်ရဲ့တမိထဲကငွေဖွာလာတဲ့ဟာကလူအများကြီးကူ ုပ်စုနိုင်တဲ့လူဖြစ်ပါစေဆိုတဲ့အတိတ်ပဲတွေနဲ့ဒီကိုရဲ့တမီးကိုပေးစားလိုက်တဲ့အခါမှာဒီအရာတွေကိုတုံချင်းဖြစ်တယ်ဒါရပြီဆိုရင်မင်္ဂလာမဆောင်တင်းလဲကျွန်တော်တို့ကချင်ယူရအရာမိမရပြီဒီနေ့သတို့သမီးတောင်းတဲ့ခန္ဓာမှာတော့တမန်အမျိုးတွေယူလာတဲ့ရိုးရာနဲ့ရှင်းတဲ့တောင်းရဲ့ပစ္စည်းတွေကလည်း ြည့်စုံနေမိဘတွေကလည်းကြည်ဖြူလက်ခံတာမို့တချင်ရိုးရာတို့သမီးတောင်းရံပွဲအထမြောက်သွားပြီပဲဖြစ်ပါတယ်စူတောင်းစကားတန်တွေကောင်းချီမင်္ဂလာပေးတဲ့တွေနဲ့အတူတဲခင်းအိတ်ခဲမှုတွေကိုပျော်ရွှင်စွာသုံးဆောင်ကြရင်ဒီနေ့ရရိုးရမင်္ဂလာခမ်းနားကတော့အောင်မြင်ခဲ့ပြီပဲဖြစ်ပါတော့တဲ့ရှင်